Hello အားလုံးမင်္ဂလာပါရှင်ရှမိုချ vlog ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ season 2 like ကိုရောက်တာ day 2ပေါ့နော် day 2မှာอืมဘာပြောင်းလဲပါလို့ဆိုရင်အဓိကတော့မီးက24နာရီလာနေရပေါ့နော် season 2ဘန်းရင်မှာကြာတော့ဖုန်းကကြည့်လိုက်တယ်မနက်23:24အလားလောက်ပဲတက်တာဒီမှာကျတော့မနက်နုလာလေးဖုန်းကကြည့်လိုက်โอเคတရားပြည့်တယ်အရင်စိတ်ချမ်းသာတယ်ပေါ့နော်ပြီးတော့อืม ကိုမျိုးကိုရွာကိုပြန်ရတယ်။ပျော်တာပေါ့နော်အဓိကတော့ပြင်ဈေးလည်းပြန်ဖွင့်လာတဲ့အတွက်ကြောင့်မို့လို့စိတ်ထဲမှာအယံပီတိဖြစ်မိရဲ့။ YouTube ကကိုရမွေးရမီမျိုးလေးတစ်မျိုးကကိုမျိုးစီရှိမှာပဲပြတ်တုံးခဲ့ရတာလေ။အခုလိုမျိုးလူတွေစီစီကကားနဲ့ပြန်မျိုးထူထောင်လာနိုင်တာ။သူနေရာနဲ့အတိုင်းတူတူပြန်ဖြစ်လာတဲ့အခါမှာအရန်ပြော်တဲ့ ဒါတော့ရွှေစင်လက်ကောရောက်တာရွှေစင်ခက်စားချက်လေးပေါ့နော်အခုရွှေစင်တို့ဖုန်းကြောင်းတော့တက်မယ်อืมပြီးရင်တော့မနက်စားစားမယ်ပေါ့နော်မိုဟင်ကအခုနိုင်ဘယ်နိုင်ရှိပြည့်ဆိုတော့6နိုင်57ခုနိုင်တော့ရှိပြီပေါ့6နိုင်57ကအရင်လင်းနေတော့ကရွှေစင်တို့ဘန်းရင်မှာတော့ထိမထအောင်ကြီးထွဲမဟုတ်တော့တဲ့အတွက်ကြောင့်အဲ့တော့အခုခဏနေမိုဟင်ကပစားပါမယ်ဖုန်းကြောင်းတက်ပါမယ်ရောက်တယ်ပေါ့နော် တောင်ကြီးမန္တလေးစကိုင်းပြင်းနေပတိန်ကရင်ပြည်နယ်မွန်ပြည်နယ်တို့ဆိုတာကျွန်တော်ရောက်ဖူးတဲ့နေရာတွေပဲဒါပေမဲ့ကြားပြည်နယ်လိုက်ကုန်မြို့ရောက်ရတဲ့ခန္ဓာချက်ကကျတော့လေမတူဘူးပေါ့နော်ကိုငချင်းကိုချင်တာတော့မဟုတ်ပါဘူးအဲလူသားတော့ဘာပဲဖြစ်ဖြစ်ကိုမွေရမျိုးတော့ချစ်ကြမှာပဲဒီနော်ပြောလို့ရှိရင်ကျွန်တော်ငယ်တော့ဆိုလို့ရှိရင်ဇာတိချက်ကျွေးမွေးရည်ဆိုရဲသာစစရာကုန်းနေရတော့ရေးဖြစ်ကြမှာပဲ ဲ့တော့ငယ်တုန်းကကျတော့ဇာတိဇာတိချက်တွေမွေးရမြည်ဆိုရဲစာတပုတ်ကိုကိုကအရေးသားကောင်းမှုလောက်ပဲအာ primary target တွေပေါ့နော်အခုကကျတော့တကယ်တကယ်ဇာတိချက်တွေမွေးရမြည်ဆိုတာကဘယ်မျိုးဘယ်နေရာမှာမှမတူတဲ့ home town တစ်ခုလို့နားလည်မိတယ်ပြီးရင်ဘယ်ကွန်မြူးနဲ့အာတနစ်နှစ်နှစ်လောက်ခွဲပြီးနေခဲ့ရတဲ့အတွက်ကြောင့်မွေးရမြို့ပို့ပြီးတော့မှချစ်ခင်တက်လာတယ် တော့မြန်မာနိုင်ငံအတွင်းမှာရှိတယ်ဟဲ့ငါနိုင်ငံခြားသွားရင်ဘယ်လိုလုပ်လဲမသိဘူးရှင်အမ်ရောဘာပဲဖြစ်ပါဘာပဲဖြစ်ဖြစ်ပါရှင်စင်လေးပုံးနေရာနဲ့အရှိမရောက်နိုင်တော့ဘူးပေါ့နော်အဲ့ဒါနဲ့မူဟင်းကသွားစားပါတယ်အရှင်တော့ဒီနေရာမှာမီပွိုင်းမရှိဘူးပေါ့နော်မီပွိုင်းလုတ်လိုက်လုတ်လိုက်တော့အမှတွေ့ရတယ်ဒါတော့ဖူတီစော်နဲ့ချက်သွင်းစော်မှာခဲ့ပါတယ်အချင်းရအရန်ချင်းတော့ရှင်စင်တိတ်မစားဖြစ်ဘူးအမ်မိုဟင်ကတပွေးမာတယ်ပေါ့နော်အကျော်ရဲ့အိမ်မှာအာ ငပြောဥရဲ့ပြင်ကျော်ဒီဒီဒီကျဥလေးတွေနဲ့ပေါ့နော်ရှင်စရာတော့ငြုတ်တီထဲစားပါတယ်ပြင်တော့တမ်းများသည်ညှက်စားပါတယ်ရှင်ဒါတော့အမြေစာသုံးနေကြပုံစံနာနေပါ ပြီးရင်တော့မွေးငါစားပြရနဲ့အဲတောရကူချောင်းမှာသွားပြီးတော့မှတရားနာခဲ့ရပေါ့နော်ဒါတော့တောရကူချောင်းဖြစ်ပါတယ် ြန်လာပြီးတဲ့အချိန်မှာအကြောင်းမူနဲ့မှရှိရဲ့နေရာလေးတွေကိုလိုက်ပြီးတော့ဆက်ဆူးကြည့်မိပါတယ်။ဘောလုံးပန်းလေးတွေတို့တော့ပြောတာပါပဲ။ ဆိုတဲ့အတိုင်းတကယ်လုံးနေရနော်အခုဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ညနေခင်းမှာတော့လက်ကွမျိုးရဲ့မြင်းနယ်စီတီတောင်ငယ်စီတီနဲ့ကွမျိုးရဲ့ရှုခင်းသားတွေကိုတော်ရောက်ပဲကြည့်ခဲ့ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်ပါရှင်